မင်္ဂလာပါရှင်တမောဆိုဒေါငန့်ခါတိုက်ပွဲအတွင်စစ်တပ်ကဓာတုအစိမ့်ဝိဘုံတွေအုံပြူတိုက်ခိုက်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပင်နဲ့တမောဆိုမြို့နယ်ဒေါငန့်ခါကြေးရွာအနီးတိုက်ပွဲများတွေအာနာတင်းစစ်တပ်ကဓာတုအစိမ့်ဝိပါတဲ့ဘုံအမျိုးအစားတွေကိုအုံပြူတိုက်ခိုက်နေတယ်လို့ခရနီအမျိုးသားများကကွယ်တဲ့ KNDA ပို့ဟိုတဲ့င်းနဲ့ပြန်ကြားရေးတာဝန်ခံတာရဲစုကပြောပါတယ် အဆိုပါစစ်တပ်ရဲ့ဓာတ်ထုအစိမ့်ငွေပုံမိခိုးငွေတို့ကို ရှူချိုင်မိပါကမူးဝေအော်အန်ခြင်းခန္ဓာကိုယ်ရာရန်ခြင်းအသက်ရှူကျက်ခြင်းချောင်းဆိုးခြင်းတို့ခံစားရတယ်လို့ရှစ်တန်ရဲဘော်တွေကပြောပါရယ်အာနာတင်စစ်တပ်ကဒမိုးဆူမျိုးနဲ့အတွင်ကိုအော်ဂလာရှီယန်နိုင်ကစပီးစစ်ကြောင်ထိုးလာတဲ့အတွက်ဂရနီတော်လိုင်းရဲ့တပ်ပေါင်းစုနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အစိမ့်ငွေဘုံးတွေကိုပါအုံပြူတိုက်ခိုက်လျက်ရှိနေပါရယ် ပြီးခဲ့တဲ့အေဗလာ16ရက်နေ့ကလည်းမိုးပြေစစ်မြေပြင်မှာစစ်တပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အစိမ့်ငွေဘုံတွေကျဲချတိုက်ခိုက်နေတယ်လို့ကင်တဲ့ဗျူဟာတစ်ကထုတ်ပြန်ထားပါတယ်။ စစ်တပ်ကခရနေပြင်းတဲ့အတွင်နည်းမြပြန်လဲရရှိဖို့ပို့ပြည်သူစီပြန်လို့တို့နဲ့ပူပေါင်းကရှမ်းခရနေနယ်ဆက်မိုးပြဲမြို့ဖဲခုံမြို့နယ်တောင်စလုံးကြီးရွာနယ်ဖရူဆိုဘောလခဲလမ်းမကြီးတို့မှာစစ်ရေလှုပ်ရှားမှုတွေပြုလုပ်ပြီးစစ်ကြောင်ထိုးနေတယ်လို့ခရနေအမျိုးသားများကာကွယ်တဲ့ KNDF ကစက်တင်ဘာလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်အဲ့ဒီလိုစစ်တပ်ကထိုးစစ်တိုက်ခိုက်မှုတွေကြောင့်တော်လရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လုံခြုံရေးတည်ရှိဖို့နဲ့နေမြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းခရနီပြည်နယ်နဲ့ KND တာတွေစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲ16ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်သား15ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောခရနီပြည်သူအင်အားစု PKPF ကပြုစုထားတဲ့စည်းမျဉ်းအရာသိရှိရပါတယ်ရှင်။